လူတွေကတကယ်ပဲမြောက်တွေကလည်းဆင်းသက်လာတာလားတကယ်လို့ဟုတ်တယ်ထင်ရင်ဘာဖြစ်လို့မြောက်တွေကဒီကဘာမှာခုထိရှိနေသေးတာလဲသူတို့ပြောက်ွယ်သွားတဲ့နယ်မလားတချို့လူတွေကဆိုရှယ်မီဒီယာပေါ်ကဒီပုံတွေကိုကြည့်ပြီးလူတွေကမြောက်တွေစီကနေတိုက်ရိုက်ဆင်းသက်လာတယ်လို့ထင်ကြတယ်မင်းလဲဒီလိုထင်ဘူးလားထင်ဘူးတဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကမင်းသက်ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့လူသားတွေရဲ့စင်ကယ်ပြောင်းလဲမှု evolution အကြောင်း ပြီးတော့ဒီမြောက်နေလူတွေကဘလို့ဆက်ဆက်နေလဲဆိုတဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမစခင်မှာဗီဒီယိုလေးကို like လုပ်ပေးပြီး channel လေးကိုလည်း subscribe လုပ်ဖို့ကျွန်တော်တို့တောင်းဆိုချင်ပါတယ်ကဲစားလိုက်ကြရအောင်နံပါတ်1လူတွေနားလည်ထားတဲ့ evolution အယူအဆလူမျိုးစုက evolution ကိုအောက်ခြေမှာမြောက်ထိတ်ဆုံးမှာလူစင်ငယ်ပြောင်းလဲတက်သွားတဲ့လေကားတစ်စင်းလို့ထင်ကြတယ်ဒါပေမဲ့ တကယ်အမှန်ကဒီလိုမဟုတ်ပါဘူး evolution ဆိုတာသစ်ပင်ကြီးတစ်ပင်နဲ့တူပါတယ်သစ်ပင်မှာဖင်စီကြီးကကျွန်တော်တို့အားလုံးရဲ့ရှေးချဆုံးဘူးဘေးတွေပါပြီးတော့အဲ့ဒီဖင်စီကနေအကိုင်းခဲတွေအမျိုးမျိုးကွဲထွက်လာတယ်လွန်ခဲ့တဲ့နှစ်ပေါင်း6တန်း9တန်းရှိကအာဖရိကမှာဘူဘူဘာ common ancestor တမျိုးရှိခဲ့တယ်အဲ့ဒီဘူဘွားကြီးကနေအကိုင်းခဲတစ်ခုကွဲသွားတယ်အကိုင်းခဲကြီးတစ်ခုကဆက်ကြီးထွားပြီး အဲ့ဒီကနေချန်ပန်စီတွေဂေါ်ဇီလာတွေအော်ရင်ဂူရန်တွေဖြစ်လာတယ်။နောက်ကိုင်းတစ်ခုကတော့ဆက်ကြီးထွားပြီးနောက်ဆုံးမှာဟိုမိုဆေပီယန်လူသားဖြစ်လာခဲ့တယ်။နံပါတ်နေဒါဆိုမြောက်တွေဘာလို့ခုထိရှိနေသေးတာလဲ။ဒီမေးခွန်းကိုပြန်မေးကြည့်ရအောင်။လူကမြောက်ကနေတိုက်ရိုက်ဆင်းသက်လာတာဆိုရင်အခုမြောက်တွေဘယ်လိုရှိနေသေးတာလဲ။ အဖေကတော့လူတွေဟာမြောက်တွေကိုအစားထိုးခဲ့တာလုံးဝမဟုတ်ပါဘူး။သူတို့မှသူတို့ရဲ့ပတ်ဝန်းကျင်နဲ့ကိုက်ညီအောင်ဆင့်ကဲပြောင်းလဲသွားကြတာပါ။မြောက်တွေရဲ့အကိုင်းကသူ့နေရာနဲ့တူ လူသားတွေရဲ့အကိုင်းကသူ့နေရာနဲ့တူဆက်လက်ရှင်သန်သွားကြတာပဲဖြစ်ပါတယ်။နံပါတ်3လူနေမြောက်ဟာဝမ်ခွင်းညီကိုတွေပါဆိုတဲ့အချက် ဥပမာလေးတစ်ခုနဲ့ရှင်းပြပါမယ်။မင်းနဲ့မင်းရဲ့ခါဆန်ဝမ်ခွဲဟာမင်းတို့ရဲ့ဖိုးပါတယောက်တည်းကနေစင်တက်လာကြတာပါ ဒါပေမဲ့မင်းနဲ့မင်းရဲ့ခါဆန်းကတယောက်တည်းမဟုတ်တလို့တယောက်ကိုတယောက်အစားထိုးထားတာလည်းမဟုတ်ပါဘူးလူနေမြောက်တွေကလည်းအဲ့ဒါလိုပါပဲကျွန်တော်တို့နဲ့မြောက်တွေဟာဝမ်းကွဲညီကိုတွေပါဘုံဘိုးဘွားကြီးတယောက်ရဲ့မြို့နယ်ကွဲတွေပေါ့နံပါတ်၄ DNA ကပြောတဲ့အမှန်တရားဒီချက်ကိုတက်တည်ပြဖို့အတွက် DNA ကိုစစ်ကြည့်ရအောင်လူနဲ့ချန်ပန်စီမြောက်ရဲ့ DNA ဟာ98ရာခိုင်နှုန်းနီးပါးတူညီပါတယ် ဒါဟာကျွန်တော်တို့နဲ့မြောက်တွေမှာဘုံဘူးပွားတူညီခဲ့တယ်ဆိုတဲ့အချက်ကိုခံခံမာမာတက်တည်ပြနေတာပါပဲ။ဒါရိုက်စဉ်သက်တာတော့မဟုတ်သေးပါဘူး။ဒါကြောင့်နောက်တစ်ခါလူတွေကြားထဲမှာငါတို့ကမြောက်မြူယူကနေစဉ်တက်လာတာကိုမပြောမိစေနဲ့။ဟုတ်ကဲ့ဗီဒီယိုလေးကအတင်းအကျပ်အကျိုးရှိလိမ့်မယ်လို့ယုံကြည်ပါ